2025မှာဘာကြောင့် TikTok ဘက်ကိုရွေးချယ်ပြီးဈေးကွက်ဖောက်တည်တာလဲ TikTok ကအရင်တုန်းကဆိုရင်ခံစားချက်နဲ့ဆိုင်တဲ့ပစ္စည်းမျိုးပဲရောင်းတည်တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာမဟုတ်တော့ခံစားချက်နဲ့ဆိုင်တဲ့ပစ္စည်းပြင်ယုံကြည်မှုနဲ့ဆိုင်တဲ့ပစ္စည်းမျိုးလဲရောင်းလို့ရတယ် TikTok ရဲ့ channel က follower နဲ့မဆိုင်ဘူး content နဲ့ဆိုင်တဲ့ KT ရဲ့ပတ္တနာဆိုင်ကောက်ဖွင့်ထားတာ၄ရက်ပဲ follower စီဒိုးကနေစတယ်ပထမအပုပ်မှာလိုက်ကြည့်ကြရအောင်တောင်းကျော်သွားတယ်1000 2000k ရရှိသွားတယ်ဒုတိယအပုပ်မှာ9000နဲ့3000တတိယအပုပ်မှာ ှာလည်းတသိန်းကျော်လေးပေါက်မြောက်မှာ6သိန်းနီးပါးရရှိသွားတာဒါအမြင့်ဆုံးရရှိသွားတဲ့အပေါက်ပေါ့ follower ဘလောက်လဲစီဒိုးကနေစတာအခုက follower ကတပေါင်းကျော်ပဲရှိတပေါင်းနဲ့တစ်ထောင်တွေ့လား follower နဲ့မဆိုင်အတိတ်ကိုယ့်ရဲ့ content ပေါ်မှာဆိုင်တယ်ဒီအကောက်ရက်ပေါက်သွားတဲ့အကြောင်းရင်းကိုလည်းပြောပြပေးမယ် number 1ချက်တောက်ဆဆပွိချင်းမှန်ကန်တဲ့နီလန်းနဲ့စတာဒီအကောက်ကဘာလောက်တာလဲကိုယ့်ရဲ့ target ကဘသူလဲ target စနစ်တကျလေးနဲ့ဒီဆောက်လိုက်တဲ့တရုတ်ရိုးရအနှိမ်ချပေးတဲ့အကောက် တော့ဝင်လာတဲ့သူတိုင်းအော်ဒီအကောက်ကဘာနဲ့ဆိုင်တာလဲဆိုရတန်းသိတယ်ဒုတိယအချက်ကအနှိုက်ဆရာနဲ့ဆရာမရဲ့ personal branding ကိုကိတိဆွဲထုတ်တယ်သူတို့ရဲ့ personal branding ထင်ရှားပေါ်လွင်မှုရှိဖို့သူတို့ရဲ့ character style ကိုကိတိဆွဲထုတ်တယ်အရင်တုန်းကဒီလိုမျိုးပဲပြင်လာမဟုတ်သူတို့ရဲ့ဆိုင်မှာဒါပြင်ပုံပြင်နည်းတွေအဝတ်အစားတွေဆွဲဆောင်မှုရှိအောင်ဒါ character တွေကိတိဆွဲထုတ်ပေးတယ်တတိယအချက်က professional ကြကြနဲ့အစကတည်းကရိုက်ကူးထားတယ်ပြီးတော့နောက်တစ်ချက် content ပေါ်မှာမူတည်သွားတယ်လူတွေရဲ့လိုအပ် နေတဲ့အရာသူတို့ဖြစ်နေတဲ့ပြဿနာကိုလာပြီးဖြေရှင်းပေးတဲ့အခါမှာစိတ်ဝင်စားသွားတဲ့သူလည်းအယံများတယ်နောက်ဆုံးအချက်အရေးကြီးတာပါလဲခေါင်းစဉ်လည်းအယံကိုအရေးကြီးတယ်တတ်လိုက်တဲ့ခေါင်းစဉ်ကကိုယ့်ရဲ့ target ကိုထိမိဖို့အယံကိုလိုအပ်တယ်နောက်ဆုံး Leo ဝက်ချက်က video content ဖန်တီးတဲ့အခါသူတို့ပြောလိုက်တဲ့အကြောင်းအရာတွေကစားလုပ်တဲ့သူနဲ့မတူတော့ professional ကြက်ကြပြောတတ်ဖို့တေချာလေးကို train ထားပေးတဲ့ formula နဲ့တကွကိုပြောတတ်အောင်လေ့ကျင့်ခိုင်းတယ်အဲ့လိုမျိုးပြောတတ်တဲ့အခါချိန် င်အတွက်အရန်ကြီးဆွဲဆရာမလို့ပဲနဲ့တခဏလေးနဲ့တင်ပေါက်သွားစေတဲ့လီယိုဝဲချက်ပဲဖြစ်တဲ့ဒီလောက်ထိပြောလာပြီးတချို့က content နဲ့ပတ်သက်တာကိုတင်နန်းတက်ချင်တယ် TikTok နဲ့ပတ်သက်တာကိုတင်နန်းတက်ချင်တယ်ဆိုရင် KT အစ်စ်ဖြွိထားတဲ့ TikTok update တင်နန်းနဲ့ content best selling တင်နန်းတစ်ခုပေါင်းတွဲတက်မယ်ဆိုပို့ပြီးထရောက်တယ်တင်နန်းတစ်ခုပေါင်းအထူးကျေးနဲ့တွဲအပ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ် 2025မှာဘာကြောင့် TikTok ပဲကိုရွေးချယ်ပြီးဈေးကွက်ဖောက်တည်တာလဲ TikTok ကအရင်တုန်းကဆိုရင်ခံစားချက်နဲ့ဆိုင်တဲ့ပစ္စည်းမျိုးပဲရောင်းတည်တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာမဟုတ်တော့ခံစားချက်နဲ့ဆိုင်တဲ့ပစ္စည်းပြင်ယုံကြည်မှုနဲ့ဆိုင်တဲ့ပစ္စည်းမျိုးလဲရောင်းလို့ရ TikTok ရဲ့ channel က follower နဲ့မဆိုင်ဘူး content နဲ့ဆိုင်တဲ့ KT ရဲ့ပတနာဆိုင်ကောက်ပွိထားတာ၄ရက်ပဲ follower စီဒိုးကနေစတယ်ပထမအပုတ်မှာလိုက်ကြည့်ကြရအောင်တောင်းကျော်သွားတယ်1000 2000K ရရှိသွားတယ်ဒုတိယအပုတ်မှာ9000နဲ့3000တတိယအပုတ် မှာလည်းတသိန်းကျော်လေးပေါက်မြောက်မှာ6သိန်းဒီပါရရှိသွားတာဒါအမြင့်ဆုံးရရှိသွားတဲ့အပေါက်ပေါ့ follower ဘလောက်လဲစီဒိုးကနေစတာအခုက follower ကတပေါင်းကျော်ပဲရှိတပေါင်းနဲ့တစ်ထောင်တွေ့လား follower နဲ့မဆိုင်အတိတ်ကကိုယ့်ရဲ့ content ပေါ်မှာဆိုင်တယ်ဒီအကောက်ရက်ပေါက်သွားတဲ့အကြောင်းရင်းကိုလည်းပြောပြပေးမယ် number 1ချက်တောက်ဆဆပွိခြင်းမှန်ကန်တဲ့နီလန်းနဲ့စတာဒီအကောက်ကဘာလောက်တာလဲကိုယ့်ရဲ့ target ကဘ ᱹ ဒူလဲ target စနစ်တကျလေးနဲ့ဒီဆောက်လိုက်တာတယုတ်ရိုးရအနှိမ်ချပေးတဲ့အကောက် ဆိုတာဝင်လာတဲ့သူတိုင်းအော်ဒီအကောက်ကဘာနဲ့ဆိုင်တာလဲဆိုတော့တန်းတိတယ်ဒုတိယအချက်ကအနှိပ်ဆရာနဲ့ဆရာမရဲ့ personal branding ကိုကတိဆွဲထောက်တယ်သူတို့ရဲ့ personal branding ထင်ရှားပေါ်လွင်မှုရှိဖို့သူတို့ရဲ့ character style ကိုကတိဆွဲထောက်တယ်အရင်တုန်းကဒီလိုမျိုးပဲပြင်လာမဟုတ်သူတို့ရဲ့ဆိုင်မှာဒါပြင်ပုံပြင်နည်းတွေအဝတ်အစားတွေဆွဲဆောင်မှုရှိအောင်ဒါ character တွေကတိဆွဲထုတ်ပေးတယ်တတိယအချက်က professional ကြကြနဲ့အစကတည်းကရိုက်ကူးထားတယ်ပြီးတော့နောက်တစ်ချက် content ပေါ်မှာမူတည်သွားတယ်လူတွေရဲ့လိုအပ် ားနေတဲ့အရာသူတို့ဖြစ်နေတဲ့ပြဿနာကိုလာပြီးဖြေရှင်းပေးတဲ့အခါမှာစိတ်ဝင်စားသွားတဲ့သူလည်းအယံများတယ်နောက်ဆုံးအချက်အရေးကြီးတာပါလဲခေါင်းစဉ်လည်းအယံကိုအရေးကြီးတယ်တက်လိုက်တဲ့ခေါင်းစဉ်ကကိုယ့်ရဲ့ target ကိုထိမိဖို့အယံကိုလိုအပ်တယ်နောက်ဆုံး Leo ဝက်ချက်က video content ဖန်တီးတဲ့အခါသူတို့ပြောလိုက်တဲ့အကြောင်းအရာတွေကစားလုပ်တဲ့သူနဲ့မတူတော့ professional ကြက်ကြပြောတတ်ဖို့တေချာလေးကို train ထားပေးတယ် formula နဲ့တကွကိုပြောတတ်အောင်လေ့ကျင့်ခိုင်းတယ်အဲ့လိုမျိုးပြောတတ်တဲ့အခါချေ ိန်အတွက်အရန်ကြီးဆွဲဆရာမလို့ပဲနဲ့သခဏလေးနဲ့တင်ပေါက်သွားစေတဲ့ Leo ဝက်ချက်ပဲဖြစ်တဲ့ဒီလောက်ထိပြောလာပြီးတချို့က content နဲ့ပတ်သက်တာကိုတင်နန်းတက်ချင်တယ် TikTok နဲ့ပတ်သက်တာကိုတင်နန်းတက်ချင်တယ်ဆိုရင် KT အစ်စ်ဖြွိထားတဲ့ TikTok update တင်နန်းနဲ့ content best selling တင်နန်းတစ်ခုပေါင်းတွဲတက်မယ်ဆိုရင်ပို့ပြီးထရောက်တယ်တင်နန်းတစ်ခုပေါင်းအထူးကျေးနဲ့တွဲအပ်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်က subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ